ချိန်ကုန်သက်သာခြင်းလို့ကိုယ်လုပ်ငန်းအတွက်တော်၎င်းကိုတက်နေရဲ့အကြောင်းအတွက်တော်၎င်း sorry presentation တွေလောက်ရတယ်ဆိုလို့ရှိရင် AI tools တွေနဲ့ဘယ်လိုလုပ်မလဲဆိုတာလေးကိုတစ်ချက်ပြပေးမယ် AI ကိုမှဆုံး၅ခုလောက်ကိုရှင်တွဲပြီးတော့ပြပေးထားတယ်ကိုယ်တိုင်လည်းငွေကြေးပေးပြီးတော့လည်းလုပ်ထားရရှိတယ်လို့ free လုပ်တဲ့ tools တွေလည်းရှိရပေါ့ဆိုတော့ကစလိုက်အောင်ပထမဦးဆုံးပြောချင်တဲ့ AI ကတော့ Canva ဖြစ်ပါတယ် Canva ရဲ့ဒီ link လေးကိုဝင်ပါနော်ပြီးလို့ရှိရင်တော့သူက Canva မှာဆိုရင်ဒီ create a presentation with AI ဆိုပြီးထည့်ရမယ် Canva တစ်ခုရှိတာကြတော့ပေါ့နော်ကိုကပတ်စံမပေးရမယ် AI presentation ဆိုလို့ရှိရင် तू ကလုံးလုံးဆိုင်မှာမရှိတလောက်ပဲအကုန်လုံးလို့လို့ကပတ်စံပေးကိုပေးရတယ်သို့တော့ Canva ကတော့လူများများပါပြီးတော့လုံးရတယ်ကိုကကိုအကုန်လုံးစာဆုံးလုံးရတယ်သို့တော့ free ရဲ့မှာဆိုတော်တော်လေးအဆင်ပြေပြောရမယ်ဒါကတော့စုအခုသုံးနေတဲ့ Canva ကတော့ဒါ free ပေါ့နော် free version ပေါ့အဲ့အဲ့အလေးနေလိုက်ပြီဆိုလို့ရှိရင်တော့ဒီဘေးမှာ presentation အတွက် framework တွေအများကြီးရှိရပေါ့နော်အမှမဟုတ်ကိုက free ဖြစ်တဲ့ဟာလေးကိုတော့ရွှေ့ပေါ့အမှမဟုတ်ကို apply အကုန်လုံးလုပ်ချင်လုပ်လို့ရတယ် အဲ့တော့ဒီအကောင်လုံးသိပြီးသား Canva ဥစားရစွာ tips အနေနဲ့ပေးချင်တာမဟုတ်စုပေးချင်တာနောက်တစ်ခုရှိတယ်။ဒါပေမဲ့အဲ့ဟာကတော့လူတိုင်းအတွက်မဟုတ်ဘူး။အာ Canva Pro သုံးရတဲ့သူတို့မှဘလို့ AI နဲ့သုံးလဲဆိုတာလေးကိုပြောချင်တာ။ဘလို့ဆိုတော့ Canva ကျတော့လူတိုင်းသုံးတာဆိုတော့လေအဲ့တော့စုဒီမှာပေါ့နော်ရှေ့ဆုံးမှတစ်ချက်ပြမယ်။စုဒီမှာဆိုလို့ရှိရင်ဒါ presentation ပေါ့နော်ဒီ presentation format နဲ့ file ကိုဒီထဲကိုထည့်လိုက်ပါတယ်။ပြောချင်တာတခြား PDF file တို့ပါလို့မရပါဘူး။ PowerPoint format ဖြစ်ပါတယ်။အဲ့ဒါလေးကိုစုထည့်လိုက် က်တယ်ထဲလိုက်တယ်ဆိုလို့ရှိရင်သူကကို့မှာပေါ့နော်အကယ်လို့ဒီ presentation ပုံစံနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောင်းခြင်းနဲ့ပြောင်းလဲခြင်းနဲ့ဆိုရင်သူက layout ကနေပြီးတော့ပြောင်းလို့ရတယ်ဒါပေမဲ့ loss ရဲ့ဒီဥစ္စာ free ဖြစ်နေတဲ့အတွက်တော့သူပြောင်းပြလို့မရဘူးပေါ့နော်သူရဲ့နောက်ထပ်ပတ်စံပေးထားတဲ့ account နဲ့တော့ဆွလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကဒီမှာဆိုရင်ဒါကို့ရဲ့ဒီ play layout တင်မှာဆိုလို့ရှိရင်မှားနေတဲ့ကိုကဘယ်လိုမျိုးလှအောင်လုပ်အောင်လဲဆိုတာစသည်ဖြင့်ကိုမသိဘူးဆိုရင်လုပ်လို့ရတယ်အဲ့တော့သူကတော့အခုပေါ့နော်ပတ်စံအောင်မပေးချင်တော့ဘယ်လို ုံစံတွေတုံးလဲဆိုတော့တချို့ AI tools ဒီထဲမှာပြောမဲ့ AI တခြား tools ကြီးရဲ့အဲ့ဒီ tools မှာဆိုရင် तू ကတကောင်တစ်ခု free ပေးလုပ်တယ်အဲ့လိုမျိုးဥစားနဲ့ presentation ကိုကကြီးမေးအကောင့်များများလို့မှာပေါ့နော် အဲ့ဒါကိုလုတ်လိုက်တယ်လုတ်ပြီးတော့မှအဲ့ဒါကို presentation ထုတ်လိုက်တယ်ထုတ်ပြီးတော့ဒီ cover ကိုက page လုတ်ထားတယ်ဒီကောင်တော့မဟုတ်ဘူးတခြားကောင်မှ page လုတ်ထားအဲ့ပုံမူတည်ပြီးတော့သူက၄အောက်ကိုပြန်ပြီးသုံးတာမျိုးလုတ်တယ်ပေါ့နော်ဒါကတော့ပတ်စံမပေးချင်လို့ရှင်တော့အလောက်ကနှစ်ခုသုံးခုရှုပ်တယ်သို့တော့ကိုကကိုတက်တက်ကြီးလုတ်နေတာထက်ဆာလို့ရှင်တော့အားလုံးကတော့ပို့ပြီးတက်တာပေါ့နော်အစားဆုံးကြီးလုတ်ရရင်တော့တမျိုးပေါ့မှာဒီဟာဆိုရင်တော့ page ဒီ solution တော့တချို့ page တွေကတော့၄အောက်ကမရအောင်တချို့ page တွေကကြာ၄အောက်ကရရတယ်ပေါ့နော်ဒါ canva ကိုသုံးပြီးတော့ကိုကကိုအသုံးချလို့ရတယ် presentation AI tools ပါနောက်တစ်ခုကိုပြောရမယ်ဆိုရင်တော့ beautiful AI မှာ beautiful AI ကတော့ပတ်စံကုန်ပါတယ်တစ်လောက်12ဒေါ်လာကျတယ်ပြောမယ်ဆိုရင်12ဒေါ်လာဆိုတာတော့ပေါက်ဈေးပါပဲ presentation ဒီ AI ဒီအကုန်လုံးရဲ့ဈေးကအဲ့လောက်ပဲရှိတယ်ဒါပေမဲ့ channel ဥစားဒီတဲ့ဈေးတက်တာတာရှိတယ်အဲ့တော့ beautiful AI ကစုတစ်လောက်အလောက်သုံးတယ်ပေါ့နော်ဒီတစ်လောက်အလောက်အတွင်းမှာသူကခတ်တာကြတော့မြန်မာစာ prompt တွေနဲ့ထည့်လိုက်လို့ရှိရင်မြန်မာလိုနားလဲတယ်နားလဲပြီးတော့မြန်မာအတွက်ကိုသူလုတ်ပေးတယ်ဒါပေမဲ့ပြဿနာဘာဖြစ်လဲဆိုတော့သူ ကအင်္ဂလိပ်လိုပဲပြောင်းရေးပေးတယ်အခုဆိုရင်ဒါမြန်မာ prompt ကိုထည့်ပြီးလုပ်တာဒါပေမဲ့ဒီလိုမျိုးပြောင်းရေးပေးတယ်သို့တော့ तू က free ချိန်လို့မရဘူး तू မှာအစမ်းတစ်ပတ်လားနှစ်ပတ်လားမသိဘူးကိုက credit card ကိုထည့်ထားရဆိုလို့ရှင်တော့စမ်းလို့ရတယ်ဆိုတော့အဲ့လိုပတ်စံမပေးနေတယ်အဲ့လိုစမ်းတာပေါ့နော်ပြီးတော့တကယ်အဆင်သုံးမယ်ဆိုတဲ့အချိန်မှာတော့ဒါဖြတ်လိုက်တာပေါ့အဲ့တော့ तू ရဲ့ AI က तू aesthetic လည်းဖြစ်တယ်အာကိုကပြောရမယ်ဆိုလို့ရှင်တော့ visualization မှာလည်းကောင်းပါတယ်ခတ်တာပါလဲဆိုတော့မြန်မာစာ prompt ထည့်လိုက်မြန်မာလိုမထွက်တာဒါကတော့ကိုကိုရေးထား လို့ပေါ့နော်အခုတော့မှအဲ့တော့အဲ့ဒါလေးကသူ့ရဲ့ပြဿနာလို့သူထင်တယ်အဲ့တော့ဒါကတော့ beautiful AI ကိုတုံးလို့ရတာပါ beautiful AI ကိုတုံးပြီးတော့ကိုလုံးလို့ရမယ် နံပါတ်3 AI ကတော့ Pop AI Pro ဆိုတာဖြစ်ပါတယ် Pop AI Pro ကကြတော့ဒါ तू อ่ะ account တကောင်ဆိုတာ free account လေးပေါ့เนาะမြန်မာပါဒီမှာဆိုရင် free လေးပေါ့เนาะအဲ့တော့ free တကောင်မှာတခုရတယ်သူကမြန်မာစာကလည်း तू ကအကောင်ဆုံး AI ပဲမြန်မာလိုကောင်းကောင်းနားလည်ပြီးတော့ intelligent ဖြစ်တယ်အဲ့တော့သူကတော့အဲ့အာနဲ့ပတ်သက်ပြီးတော့သူတခုလောက်ထားဘူးလေကို generate လောက်ထားခဲ့ဘူးလေအဟာပေါ့เนาะအဲ့ဒါလေးကိုသူပြပေးပါမယ် จามาပါဒါလေးကတော့စုလုထားတဲ့ဥစ္စာမှာမြန်မာလိုပဲရှိရမြန်မာလိုပဲအကုန်လုံးသူ့ကိုလုခိုင်းတာပေါ့เนาะကိုက thin slay ရွေးလို့ရတယ်သူ့ရဲ့ပတ်စံက manly solution သူလဲ12ဒေါ်လာပဲသူတို့အကုန်လုံးကဈေးတွေကလေ12ဒေါ်လာပေးပြီးတော့သုံးမယ်ဆိုရင်တော့ဒီ AI ကမြန်မာစကားကောင်းတက်တယ်မြန်မာ presentation တွေလုပ်ရင်တော်တော်အဆင်ပြေတယ်မှာပါတယ်ဒါဆိုရင်စုကမြန်မာစာတွေပဲကိုက်ထည့်လိုက်တဲ့အချိန်မှာသူအကုန်လုံးမြန်မာလိုရေးပြတာပေါ့တကူတော့ရှိရပါဘူးမြန်မာစာတွေအကုန်လုံးက AI ရေးတာဆိုတော့အရင်ကြီးတော့ natural မဖြစ်ဘူးပေါ့เนาะအဲ့အတွက်တော့ကိုကကိုသွားပြီး ော့ဂျမနိုင်းတို့ဘာလို့မှမြန်မာစာကိုပြင်ခိုင်းပေါ့ဂျမနိုင်းကတော့ free tools တွေမှာဆိုရင်တော့ AI မှာသူကတော်တော်ကိုမြန်မာစကား natural ဖြစ်တယ်ပြောရမယ် cloud AI ကတော့ natural ဖြစ်ဆုံးဒါပေမဲ့ဂျမနိုင်းက free မြန်မာနိုင်ငံအတွက်သုံးမယ်ဆိုရင်တော့အဆင်ပြေတဲ့နေရာမှာပါပါတယ်အဲ့တော့ဒါကတော့သူ့ရဲ့နံပါတ်3 AI မှာ ဒါကတော့နောက်ထပ် AI တစ်ခုပါ presentation.ai ဖြစ်ပါတယ်သူကကြတော့ဒါမှပေါ့နော်ဒါ free account ပေါ့နော်ဒါ upgrade လုပ်ရမှာပါအော် pro upgrade လုပ်ရမှာဒါမှဆိုလို့ရှိရင်သူ့အနေနဲ့ကကြတော့ကိုယ်အနေနဲ့ contact ကိုကိုကပေးလိုက်မယ်ပေါ့နော်မှထားပါတော့ um စူဒီယာလေးကိုစူပေးလိုက်မယ်အော်မရတော့ဘာလို့မရလဲမသိကဲဒါဆိုလို့ရှိရင်စာပဲထည့်လိုက်တော့မယ်အဲ့တော့ ဒါကတော့စုဂရိနိုင်ငံရဲ့မြို့ဟောင်းနှစ်ခုအကြောင်းကိုဆွေးနွေးထားတဲ့စာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီစာနှစ်ခုအဲ့ဒီစာပေါ့နော်ဒီ Athens မြို့ရဲ့ Sparta မြို့ရဲ့အကြောင်းကိုစု research လုပ်ထားတဲ့စာပါ။ကဲအဲ့ဥစာလေးကိုစပြီးတော့ presentation လုပ်ကြည့်မယ်ပေါ့။ဒါကပြောမယ်ဆို free ထဲမှာဆိုရင်တော်တော် share AI ပဲပေါ့နော် free ထဲမှာ။ဒါပေမဲ့သူ့ရဲ့ intelligent ကဆိုသလိုပဲပထမ AI လောက်တော့ intelligent မဖြစ်ဘူး။ဒီတစ်ခုကစုပစံပေးလိုက်မိတယ်။ဒါပေမဲ့ပြန်ပြီးတော့ပစံကိုပြန်တောင်းလိုက်တယ်။ဘာလို့လဲဆို ပထမ AI ကိုဝယ်ဖို့ဆိုပြီးတော့အဲ့တော့ဒါပေမဲ့အခုသုံးပြရတဲ့ဥစ္စာတော့ free account မှာပတ်စံပေးပြီးတော့သုံးတဲ့အခါမှာတော့သူကဒုတိယမြောက်မြန်မာစာကိုအကောင်းဆုံး AI လို့ပြောလို့ရတယ်ပေါ့နော်အမှဆိုရင်မြန်မာစာလို့ရွေးကျွန်တော်ရောဆိုမရွေးပြတော့ဘူးပေါ့နော် ဒါတော့ကိုယ့်ရဲ့သဘောတဘာဝနဲ့ကိုကြိုက်တဲ့ပုံစံ themes ကိုယူရမှာပေါ့ဟုတ်ပြီအခု solution တော့ဒီမှာ AI က presentation အကုန်လုံးလုပ်ပေးထားပြီ ကိုယ့်အနေနဲ့ဒီ AI ကိုကြတော့ကိုက PowerPoint format နဲ့ကိုက export လုပ်မယ်ဆိုလို့ရှိရင်တော့ကိုကပတ်စံပေးပြီးမှလုပ်လို့ရတယ်သူကအရန်လဲတယ်ပေါ့နော်အကုန်လုံးလုပ်ပေးလိုက်တယ်ဒါပေမဲ့ကိုကို presentation file လုံးဝဝါအခုဆိုရင် no ဆိုရပြပြောတဲ့ခါမှာလုံးဝကိုဈေးတက်တက်တက်တာနဲ့ပေးထားတဲ့ဥစ္စာတွေပါဒါပေမဲ့မဝယ်ပါဘူးခုန ာလင်ပြောနေတဲ့စတိုက်ကိုနော်သူတို့ရေးဈေးရောင်းတက်လိုက်တာအဲ့တော့ဒီမှာဆိုလို့ရှင်တော့သူကအများကြီးအကြံပြုထားတာရှိတယ်တော်တော်လေးကိုမြန်မာစာကိုသူလည်းကောင်းကောင်းမွန်မွန်နဲ့အကုန်လုတ်ပြီးထားတဲ့ AI ပါတဲ့မှာပါတယ်ပေါ့နော်ခက်တာကဘာလဲဆိုတော့ အတတေရဲလှုပ်ပြီးကိုကြိုက်တဲ့ဥစ္စာတွေလည်းကိုကကိုအကုန်လုံးစပြီးတော့ပြောင်းပြီးပဲပေါ့ဒါပေမဲ့ခက်တာသူ့ export လုပ်လို့မရတော့ကိုကထားပါတော့ပေါ့နော်ဒီအောင်အသုံးချပြီးတော့တခြားတစ်ခုလုပ်မယ်ဆိုလို့ရှိရင်တော့ကိုကအဆင်မပြေဘူးနောက်တစ်ခုကကျတော့သူ့စီမှာဒီအတတေလောက်တာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးသူက limited သူ့ပုံစံလေးကထူးစီကအရင် familiar အရင်ဟိုထူးစီကတိတ်ပြီးတော့ smooth မဖြစ်ဘူးသို့တော့ free အနေနဲ့ဆိုရင်တော်တော်အဆင်ပြေရဲ့အခု social လည်းဒီမှာကြည့်ပေါ့နော်ဒီမှာမြန်မာစာရေးဆိုအပေါ်အောက်တဲ့အကုန်လုံးဟိုအကြီးအသေး င်မပြေနေရရှိရပေါ့နော်ဒီမှာဘလောက်သေးသေးလဲသူကအဆင်မပြေနေဘူးပေါ့နော် maybe စုဒီယုဥစားလဲနောက်ပိုင်းသိပ်မတုံးပြစ်လို့လဲပါမှာပါသူ့မှာတော့နည်းနည်းတော့ကလေးလို့ရမယ်ပေါ့နော်ဟိုကိုအနေနဲ့ edit တွေပါလေးလုပ်ချင်တယ်ဆိုရင်လုပ်လို့တော့ရတယ်ဒါပေမဲ့စာကြီးကအဲ့လိုမျိုးပေါ့နော်တေးချာချာမြန်မာစာဆိုလို့ရှိရင်ဖောင့်နေအများကြီးလုပ်လို့မရတာသူ့မှာဘောင်ရှိနေတာပေါ့နော်အဲ့အတွက်ကိုစုကတော့ဒီကောင်ကိုဝယ်ဘူးတော့ကတော့ဘာလုပ်လဲဆိုတော့စုက export လုပ်တယ်သူ့ရဲ့ပုံစံ အဆန်သွားတဲ့ပုံစံကိုပြောပါမယ်ဒီဥစ္စာကတော့ upgrade မလုပ်ထားဘူးပေါ့နော်သို့တော့ဒီမှာဆိုရင်ဒါ upgrade လုပ်ထားတဲ့ဟာတခုပါတုံးမှာတခြားသောဟို work space တွေကိုတကောက်နဲ့မှာပဲ၃၄ခုခွဲထုတ်ရတယ်ပေါ့ဒါတော့ပတ်စံပေးထားတဲ့ဥစ္စာပါဒါပတ်စံပေးထားတဲ့ဥစ္စာဆိုလို့ရှင်စုလို့မှာဒီအောက်မှာမြင်ရလားမသိဘူး credit လေးက4380ဆိုပြီးတော့မြင်နေရမယ်အဲ့ဒိဗေကဘာလဲဆိုတော့စုကဒါကိုတနစ်စာပေါ့နော်ဝယ်ထားလိုက်တာတနစ်စာကိုစုဘလောက်နဲ့ဝယ်ခဲ့တာလဲဆိုတော့ 69ဒေါ်လာနဲ့ဝယ်ခဲ့တာပါဈေးလည်းတက်တာရယ်ပေါ့နော်ဒါတစ်နှစ်လုံးစာဆိုရင်တက်တာရယ်မှာပါတယ်ခတ်တာကတော့ a credit တွေကို9200ပေးပြီးရဲ့နောက်မှာကိုကအဲ presentation တစ်ခုခုပြန်လုပ်လို့ရှိရင် a credit 90နဲ့ presentation တစ်ခုပြင်ပြန်ဝယ်ရတယ် ပြောချင်တာကိုကြိုက်တဲ့လောက်ကိုကကိုကြိုက်တဲ့လောက်တော့မဟုတ်ဒီ pro မှာဆိုရင်ဘယ်နှခုလည်းမသိဘူးလုံးလို့ရမယ်ပေါ့ဒါအပြင်ကိုကကိုရဲ့ဝယ်ပြီးသားဥစ္စာမှာ export ပြန်လုပ်ရင်အဲ့လို credit ကိုပြန်သွားရပေါ့သို့တော် super ပြောချင်လဲဆိုတော့တစ်နှစ်လုံးမှာ9000ကျော်သုံးမှုဆိုတာစတိုက်ကြီးကိုစတိုက်ကိုကိုက presentation တွေကို AI နဲ့အများကြီးလုံးမှဖြစ်တာပေါ့နော်အဲ့တော့ဒါကတော့ပတ်စံပေးထားတဲ့ account ခုနကပြတာပတ်စံမပေးတဲ့ account ပေါ့နော်အဲ့တော့ကအခုပြလိုက်တဲ့ AI နေရတော့ကိုအနေနဲ့ တကယ်ကို presentation ကိုကောင်းမစချင်ဘူးမှာ idea ကရှိရစာချမ်းတွေကရှိရဒါပေမဲ့ဓာတ်ရိုးအစအဆုံးကြီးမလုပ်ချင်ဘူးဆိုရင်အလွယ်တကူလုပ်လို့ရတယ်နီးလဲတခုရှိတာကတော့နောက်ဆုံးပြရတဲ့ AI ဆိုလို့ရှိရင်ကိုယ့်ဟာကိုသူများတွေကိုပြန်ပြီး share လုပ်မယ်ဒီဟာနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့သူ့ရဲ့ link ကိုကိုပဲပေးပြီးတော့ကိုကနေပြီးတော့ zombie တင်နေပြောတာမျိုးလုပ်ပေါ့နော်ပြောချင်တာသူ့ရဲ့ website တဲ့သူ့ရဲ့ software ထဲမှာပဲကိုကနေပြီးတော့ share လုပ်ပြီးတော့သုံးလို့ရတာမျိုးပေါ့နော်သို့တော့အဆက်ပေးလိုက်ပြီး solution တော့ presentation ပြန်ထုတ်လို့ရတယ်အဲ့အဲ့ presentation ကိုမှစကတော့ဘယ်လိုလုပ်လဲ ဆိုကွက်ကို၄အောက်တိကိုဒီဂျေးထပ်ပြင်ချင်းအဲ့ presentation ကန်ဖာရဲပြန်သွင်းတယ်ပြီးလို့ရှင်ကန်ဖာရဲ၄အောက်ထဲမှာပြန်ပြီးလုပ်တယ်အဲ့လိုပုံစံနဲ့ကိုကြိုက်တဲ့ပုံစံ presentation လုပ်လို့ရပါတယ်ဆိုတော့ကငွေပေးပြီးတော့ AI နဲ့ presentation လုပ်မယ်ဆိုရင်တော့မှမြန်မာစာဘယ် presentation AI အကောင်းဆုံးလဲဆိုတော့အခုဆိုရင်တော့သိပြီထင်တယ်နော်